အာဆနယ်ဘရန်တိဆောက်တဲ့နေရာမှာဒီအချက်နှစ်ချက်မရှိရင်လုံးဝရေရှည်ခံမှာမဟုတ်ဘူးအဲ့ဒါပါလဲဆိုတော့နံပါတ်1အချက်က patience ဆိုတဲ့စိတ်ရှည်မှုဖြစ်ပါတယ် ပါစနယ်ရန်တစ်ခုကိုစတင်တိဆောက်ပြီဆိုလို့ရှိရင်တရက်တညနဲ့လုပ်လို့ရတဲ့အရာမဟုတ်ဘူးရေရှည်တိဆောက်သွားတဲ့အရာဖြစ်တယ်ရေရှည်တိဆောက်သွားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကနေ့စဉ်နေ့တိုင်းမှာပုံမှန်လှုပ်ဆောင်နေဖို့လိုတယ်နေ့စဉ်နေ့တိုင်းမှာပဲတွေ့ကြုံလာရတဲ့အခက်အခဲတွေဓာတ်တွေကိုဘလို့ဖြေရှင်းမယ်စိန်ခေါ်မှုတွေကိုဘလို့ရင်ဆိုင်မယ်အဲ့ဒီပြဿနာဖြေရှင်းမှုစွမ်းရည်တွေနဲ့မှာကိုယ့်ရဲ့အရေးချင်းကိုတိုးမြင့်ပြီးတော့တဖြည်းဖြည်းချင်းတိဆောက်သွားရတဲ့အရာဖြစ်တယ်အဲ့ဒီတော့စိတ်ရှည်မှုကအရေး ကြည့်တဲ့ဇွဲလုံးလားပေါ့နော်။နောက်ဒုတိယအချက်ကဆိုလို့ရှိရင်စစ်မှန်မှုဖြစ်ပါတယ်။ personal brand တိဆောက်တယ်ဆိုတာကကိုယ့်ရဲ့ပုံရိပ်တစ်ခုကိုယ့်ရဲ့ identity တစ်ခုကိုဖော်ပြတာဖြစ်တယ်။အဲ့ဒီအရာဒီကိုကသူများစီကနေတွားပြီး copy ယူထားလို့လည်းမရဘူး။သူများလုပ်တဲ့အရာတွေကို like လုပ်ပြီးတော့ကိုက personal brand ကိုတိဆောက်လို့လည်းမရဘူး။ဈေးကွက်ထဲမှာအယောင်ရဆုံးဖြစ်နေတဲ့အရာမလို့ကိုကလိုက်ပြီးလုံးမယ်ဆိုတော့လုံးလို့မရဘူးပေါ့နော်။ personal brand ဆိုတာကိုယ့်ရဲ့ကျွမ်းကျင်မှု ကိုယ့်ရဲ့ပုံရိပ်ကိုယ့်ရဲ့အပေးနိုင်ဆုံးအရာတွေကိုယ့်စီကထွက်လာတဲ့ value တန်ဖိုးတွေကဘာတွေလဲဆိုတာပေါ်မှာမူတည်ပြီးတော့မှ brand ဆိုတာတည်ဆောက်ရတာဖြစ်တယ်။ဒါကြောင့် authenticity ဆိုတဲ့စစ်မှန်မှုကအရန်ကိုအရေးကြီးတယ်။သင်က personal brand တစ်ခုကို စတင်တည်ဆောက်တဲ့အချိန်မှာသင်ရဲ့ အစစ်အမှန်ပုံရိပ်ဆိုတာဘာလဲဒါကိုအရင်စဉ်းစားရမယ်အဲ့ဒီအစစ်အမှန်ပုံရိပ်ကိုတေးကြပြီဆိုတဲ့အခါကျတော့မှဒီလန်းချောင်းပေါ်ကနေပြီးတော့စိတ်ရှည်စွာနဲ့ပန်စုတို့ကဇက်တိုက်လှောက်ဆောင်ပြီးတော့ သွားရမှာပဲဖြစ်တယ်ဒါဆိုလို့ရှိရင်တော့ personal brand မှာရေရှည်ခံတဲ့တည်ဆောက်မှုကိုရရှိမှာ ဖြစ်တယ်ပေါ့နော်ဒါကြောင့် personal brand စတင်တည်ဆောက်နေတဲ့သူတွေကအလောမကြီးဖို့နဲ့ကိုယ့်ရဲ့လမ်းကြောင်းမဟုတ်ဘူးဆိုလို့ရှိရင်လမ်းမကြီးကိုဆက်မရှောင်ပြီးဖို့လိုတယ်ဆိုတာလေးကိုပြောပြချင်ပါတယ် personal brand တည်ဆောက်တဲ့နေရာမှာဒီအချက်နှစ်ချက်မရှိရင်လုံးဝရေရှည်ခံမှာမဟုတ်ဘူးအဲ့ဒါပါလဲဆိုတော့နံပါတ်1အချက်က patience ဆိုတဲ့စိတ်ရှည်မှုဖြစ်ပါတယ် ပါစနယ်ရန်တစ်ခုကိုစတင်တိဆောက်ပြီဆိုလို့ရှိရင်တရက်တညနဲ့လုပ်လို့ရတဲ့အရာမဟုတ်ဘူးရေရှည်တိဆောက်သွားတဲ့အရာဖြစ်တယ်ရေရှည်တိဆောက်သွားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက နေ့စဉ်နေ့တိုင်းမှာပုံမှန်လှုပ်ဆောင်နေဖို့လိုတယ်နေ့စဉ်နေ့တိုင်းမှာပဲတွေ့ကြုံလာရတဲ့အခက်အခဲတွေဓာတ်တွေကိုဘလို့ဖြေရှင်းမယ်စိန်ခေါ်မှုတွေကိုဘလို့ရင်ဆိုင်မယ်အဲ့ဒီပြဿနာဖြေရှင်းမှုစွမ်းရည်တွေနဲ့မှာကိုယ့်ရဲ့အရေးချင်းကိုတိုးမြင့်ပြီးတော့တဖြည်းဖြည်းချင်းတိဆောက်သွားရတဲ့အရာဖြစ်တယ်အဲ့တော့စိတ်ရှည်မှုကအရေးကြီး ကြည့်တဲ့ဇွဲလုံးလားပေါ့နော်။နောက်ဒုတိယအချက်ကဆိုလို့ရှိရင်စက်မှန်မှုဖြစ်ပါတယ်။ personal brand တိဆောက်တယ်ဆိုတာကကိုယ့်ရဲ့ပုံရိပ်တခုကိုယ့်ရဲ့ identity တခုကိုဖော်ပြတာဖြစ်တယ်။အဲ့ဒီအရာဒီကိုကသူများစီကနေတွားပြီး copy ယူထားလို့လည်းမရဘူး။သူများလုပ်တဲ့အရာတွေကိုလိုက်လုပ်ပြီးတော့ကိုက personal brand ကိုတိဆောက်လို့လည်းမရဘူး။ဈေးကွက်ထဲမှာအယောင်အယဆုံးဖြစ်နေတဲ့အရာမလို့ကိုကလိုက်ပြီးလုပ်မယ်ဆိုတော့လုပ်လို့မရဘူးပေါ့နော်။ personal brand ဆိုတာကိုယ့်ရဲ့ကျွမ်းကျင်မှု ကိုယ့်ရဲ့ပုံရိပ်ကိုယ့်ရဲ့အပေးနိုင်ဆုံးအရာတွေကိုယ့်စီကထွက်လာတဲ့ value တန်ဖိုးတွေကဘာတွေလဲဆိုတာပေါ်မှာမူတည်ပြီးတော့မှ brand ဆိုတာတည်ဆောက်ရတာဖြစ်တယ်။ဒါကြောင့် authenticity ဆိုတဲ့စစ်မှန်မှုကအရန်ကိုအရေးကြီးတယ်။သင်က personal brand တစ်ခုကို စတင်တည်ဆောက်တဲ့အချိန်မှာသင်ရဲ့ အစစ်အမှန်ပုံရိပ်ဆိုတာဘာလဲဒါကိုအရင်စဉ်းစားရမယ်အဲ့ဒီအစစ်အမှန်ပုံရိပ်ကိုတေးကြပြီဆိုတဲ့အခါကျတော့မှဒီလန်းချောင်းပေါ်ကနေပြီးတော့စိတ်ရှည်စွာနဲ့ပန်းစုတို့ကဇက်တိုက်လှောက်ဆောင်ပြီးတော့ ွားရမှာပဲဖြစ်တယ်ဒါဆိုလို့ရှိရင်တော့ personal brand မှာရေရှည်ခံတဲ့တည်ဆောက်မှုကိုရရှိမှာ ဖြစ်တယ်ပေါ့နော်ဒါကြောင့် personal brand စတင်တည်ဆောက်နေတဲ့သူတွေကအလောမကြီးဖို့နဲ့ကိုယ့်ရဲ့လမ်းကြောင်းမဟုတ်ဘူးဆိုလို့ရှိရင် လမ်းမကြီးကိုဆက်မရှောင်ပြီးဖို့လိုတယ်ဆိုတာလေးကိုပြောပြချင်ပါတယ်တွေးကြလေးတခုရမယ်ဆိုရင်အမှဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ